Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ဒီနေ့မနေ့ကင်းမှာဆိုလို့ရှိရင်တော့ Manchester United နဲ့ပတ်သက်ပြီးတော့ရထားတဲ့အပြောင်းရွှေ့တွေနဲ့တရင်တွေအကြောင်းကိုကျွန်တော်ဆွေးနွေးကြပါမယ်။အပြောင်းရွှေ့တွေကတော့ဖြည်းဖြည်းချင်းနဲ့ပို့ပြီးတော့ကျွန်တော်ဒါပြောစရာများလာတဲ့အချက်တွေကျွန်တော်ရှိရပါတော့။အတင်းကနေပြီးတော့ရောင်းချမ်း exam တွေလည်းကျွန်တော်ရှိနေတယ်လို့အတင်းကနေအမှန်ကန်ပြန်ခေါ်မဲ့အကြောင်းတွေကလည်းတောက်လျှောက်ကျွန်တော်တက်နေကြတာ။ဆိုတော့အတင်းကလက်ရှိမှာသွေးပူနေတဲ့ကာလဆိုတဲ့အခါကျတော့တရင်တွေကတော့အမျိုးမျိုးကျွန်တော်ထွက်ကြတာပဲ။ အတိုင်းအတာတစ်ခုဒီအချိန်ပြီးလို့ရှိရင်တော့တချို့အရာတွေကတည်ငြိမ်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။တချို့တည်ငြိမ်ကငြိမ်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့အပြောင်းအရွှေ့အကြောင်းတွေကိုကျွန်တော်ကြည့်ကြည့်အောင်အားလုံးပဲမင်္ဂလာပါ။ဆိုတော့အတင်းကတော့လက်ရှိမှာအပြောင်းအရွှေ့နဲ့ပတ်သက်လို့ရှိရင်လက်ရှိကာနာချူနဲ့ပတ်သက်တဲ့တည်ငြိမ်ကတော်တော်ကိုထွက်နေတယ်ပေါ့နော်။ကာနာချူကဒီဘိုလူဘွဲအပီးမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒါမိနစ်20ပဲကစားခဲ့ရတဲ့အတွက်သိပြီးတော့တည်တယ်မနားမလည်နိုင်တဲ့ပုံစံတွေသူပြောလာတယ်ဆိုတော့အဲ့ဒီပြောတဲ့စကားလုံးတွေကြောက်မယ် ကျွန်တော်တော်တော်များများကတော့ကာနာချိုမန်ချက်စတာယူနိုက်တက်မှာဆက်ရှိမှာမဟုတ်တော့ဘူးဆိုပြီးတော့ထင်ကြီးပြလာကြတာပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့တုန်းကလည်းဒီကာနာချိုကိုရောင်းချနိုင်မှုအတွက်အင်မတန်ကိုနှိဆက်ခဲ့တာကာနာချိုနဲ့နာပိုလီရဲ့ကြားထဲမှာဒီလောက်ခလာစားသဘောတူညီမှုမရလို့အပြောင်းအရွှေ့ကမဖြစ်ခဲ့တာဗောနော်အဲ့လိုမျိုးဆိုတော့အခုလက်ရှိကာနာချိုရဲ့အပြောင်းအရွှေ့ကကျွန်တော်ပြန်ပြီးတော့ထလာပြန်ပြီဆိုတော့ဒီနေရာမှာ Telegraph ကနေပြီးတော့ report လုပ်လာတဲ့သတင်းတစ်ခုကျွန်တော်ရှိတယ် မန်ချက်စတာယူနိုက်တက်ကဂါနာချူအတွက်ပေါင်သန်း60ဝန်းကျင်ကမ်းလှမ်းမှုရခဲ့မယ်ဆိုလို့ရှိရင်လက်ခံစဉ်းစားသွားဖို့ရှိတယ်ပေါ့ချဲလ်စီနဲ့နာပိုလီရဲ့ဘက်ကတော့ဂါနာချူကိုစိတ်ဝင်စားဖို့စိတ်ဝင်စားလျက်ရှိနေတယ်ပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကတုန်းကနာပိုလီရဲ့ဘက်ကအမှန်ကန်ခေါ်ဖို့အတွက်ကြိုးပမ်းမှုနှိစက်ခဲ့တယ်လို့အခုလက်ရှိမှာလည်းအခွင့်အရေးပြန်ရှိလာပြီဖြစ်တဲ့အတွက်ပြန်ခေါ်ဖို့ကြိုးပမ်းမယ်ပေါ့နောက်ဆိုတော့ချဲလ်စီဘက်ကတော့စိတ်ဝင်စားတဲ့အခြေအနေတစ်ခုပဲပေါ့ဗျာ ဆိုတော့ဒီဒီအပြောင်းရွှေ့ကဟိုကျွန်တော်တို့ကြားထဲမှာဆိုလို့ရှိရင်ပြောစရာကဘယ်လိုပြောမလဲ okay ဈေးတန်လို့ရှိရင်တော့ရောင်းဆိုတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ကတော့ဗျာ Chelsea တို့ဘာလို့ကိုလက်လှုပ်ဖို့ကြိုးပမ်းမယ်ဆိုလို့ရှိရင်တော့အသင်းအနေနဲ့အမှားကြီးမှားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီညမှာ Chelsea ပြည်သက်ဒီသဘောကြတာမကြတာခနာချူကိုကြိုက်တာမကြိုက်တာကတကြောင်ဒါပေမဲ့လို့ကိုရီကဒီဒီဘယ်လိုမလဲ United အနေနဲ့ကိုယ့်ရဲ့ပြည်တွင်းပြိုင်ဘက်ကိုကိုကစားမကောင်းတယောက်ရောင်းချတော့မယ်ဆိုလို့ရှိရင် ဒါဖြစ်တဲ့အခြေအနေမျိုးကျွန်တော်ဟုတ်မနေဘူးအတင်းဘက်ကတခြားပြည်ပကလပ်တွေကိုကျွန်တော်ရောင်းချဖို့ကျွန်တော်ချူပန်းမှာနော်တန်60ရတာချင်းတူတူကတော့ကိုနေတိုက်ရိုက်ပြိုင်ဘက်ကိုကျွန်တော်ဘာကြောင့်ဟုတ်တယ်မလားကိုဘာကြောင့်ကျွန်တော်အနေနဲ့ရောင်းမလဲနော်ဟိုဘလောက်ပဲပူပေးပူပေးဗျာအတင်းအနေနဲ့ပြည်တွင်းပြိုင်ပွဲတွေကိုရောင်းချတော့မယ်ဆိုရင်တိုင်းနာတစ်ခုဒီကျွန်တော်ခက်ခဲအောင်ကျွန်တော်လောက်ရမှာနာပိုလီကိုရောင်းချတာပြဿနာမရှိဘူးနာပိုလီကိုရောင်းချမယ်ဆိုလို့ရှိရင် ဒါပါတော့ကစားမားရဲ့ကန်တာကသူကိုယ်တိုင်အီတလီသွားချင်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒါတပိုင်းတကန်ကယူနိုက်တက်အနေနဲ့နာပိုလီကိုရောင်းချမယ်ဆိုတန်း60လောက်နဲ့ရလို့ရှိရင်ကိုမစူးလို့ကျွန်တော်ပြောရမှာပဲ။ဟောပြီးခဲ့တဲ့ဇန်နဝါရီလကဖြစ်တော်မှာအပြောင်းရွှေ့ကကစားသမားနဲ့ကျွန်တော်နာပိုလီကြားပဲကြံတာဆိုတော့ကိုဒီနဲ့ယူဒီနာပိုလီကြားကအခြေအနေကတော်တော်ကောင်းတဲ့အခြေအနေမျိုးလို့တော့ကျွန်တော်ပြောရမယ်။ဒါလိုမျိုးဆိုတော့ဂါနာချူကိုပေါင်တန်း60လောက်ရလို့ရှိရင်တော့အတင်းဘက်ကလက်ခံစဉ်းစားသွားဖို့ကျွန်တော်ရှိတယ်။ အခုလိုတော့တူကိုစိတ်ဝင်စားနေတာက Chelsea နဲ့ Napoli ပေါ့နော် Chelsea နဲ့ Napoli ဆိုတော့ Chelsea ဘက်ကတော့ဒီအမှန်ကန်ကျူးပန်းချိန်မှာကျူးပန်းလာမှာပေါ့လေကာနာချူကအသက်ငယ်သေးတာဘာညာနဲ့ဆိုတဲ့ခါကျတော့သဘောကျတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့လို့အည်သွေးရသူတို့မှာကသာပါတော့ဗျာဒီလက်ရှိဆန်ချူကိုလည်းသူတို့ကပြန်လှုပ်မယ်လို့ဘာလို့သတင်းတွေကကျွန်တော်ထွက်နေတာတော့ဒါအပြင်ဘူဒရစ်တို့ဘာလို့လူကစားမတွေကလည်း suspend ဖြစ်ထားတာတွေကိုသူတို့ left wing မှာဆိုလို့ရှိရင်သူတို့ကအမှန်ကန်ကစားမလိုနေတာဒီတော့သူတို့ကာနာချူကိုလူချင်းတဲ့သဘောမျိုး တော့ကျွန်တော်ကတော့အမှန်ကန်ကျူးပန်းလာဖို့ကတော့အချိန်ကြီးနည်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်။နာပိုလီကိုပဲကျွန်တော်စောင့်ကြည့်ရမယ်။နာပိုလီရဲ့ဘက်ကတော့ဂါနာချိုကိုအမှန်ကန်ကျွန်တော်တို့သာခေါ်ဖို့အတွက်ကျူးပန်းလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်။ဆိုတော့ညီကိုရောကျွန်တော်တို့နော်ဂါနာချူကိုတန်း60လောက်ရရင်ရောင်းချတင်တယ်လို့ထင်ကြတာတကူတော့ရှိတယ်နော်ကိုဒီမှာ left wing player ကမရှိဘူး လက်ဖွင့်ပလေယာကအလောက်မရှိဘူးဆိုတော့ဂါနာချူကိုကျွန်တော်တို့အမှန်ကန်ရောင်းချတင်တယ်လို့ကျွန်တော်တို့ထင်ကြလားခဏလေးနော်အဲဂါနာချူကိုရောင်းချတင် လာပါတော့ဂါနာအချူကိုအန်60ပါနော်အန်60နဲ့ရောင်းတင်လာ yes new ဗောဗျာ တခုကဗျာအဓိကကျွန်တော်တို့ကဘသူနဲ့ပြန်အစားထိုးမှလဲဆိုတာမူတည်ရေးတိလားအဲ့တော့အဲ့ဒါအရေးကြီးတယ်ဘာလို့လဲဆိုတော့ရောင်းတာပြဿနာမရှိဘူးဗျာမင်းရောင်းခြင်းရောင်းဟုတ်တယ်မလားနော်ဒါပေမဲ့လို့ပြန်ခေါ်နိုင်မလားဆိုတာကျွန်တော်တို့အဓိကဗျာဟုတ်တယ်မလားကျွန်တော်တို့အခုလက်ရှိဆိုလို့ရှိရင်မလောက်ဘူးဗျာကာနာချူရှိတာတော့မှအတင်းရဲ့လူစင်ကမလောက်ဘူးစဉ်းစားကြည့်တိုက်စစ်မှာဆိုလို့ရှိရင်ဂျူဂျူအာဇစ်ဇီရှိမယ်နောက်ပြီးလို့ရှိရင် Resma White လည်းရှိမယ်တိုက်စစ်မှာနှစ်ယောက်လုံးကဘလို့မှအဆင်မပြေဘူး ပြီးရင်ကျွန်တော်တို့ကဂါနာချူရှိမယ်အာမက်ဒီယာလို့ရှိမယ်ဒါပဲဗျာဒါပဲမေဆန်မောင်းတို့ဘာလို့ကထပါတော့နေရုနံပါတ်10ကစားတယ်ပါညာဒါပဲအသင်းမှာလူကမလောက်ဘူးညီကတို့ဒီယာဒီကိုပဲကျွန်တော်တွေ့ပြီးသွားပြီအသင်းမှာလူမလောက်ဘူးဆိုတော့ဂါနာချူတို့ရှိနေတဲ့အချိန်ဒီတောင်မှကျွန်တော်တို့ကနောက်ထပ်မတ်တီးစ်ကွန်ညာတို့ဘာလို့လူကစားမတွေကိုထက်ခေါ်ဖို့ကြိုးပမ်းရမှာအဲ့ဒါကိုကိုရီးယားမကြိုးပမ်းနိုင်ဘူးမကြိုးပမ်းနိုင်ဘူးဒါကြောင့်လက်ရှိအသင်းတဲ့အရေးကြီးတာဒီ လက်ရှိကစားမားတွေကိုတချို့ကစားမားတွေကိုရောင်းချတာနားလေတယ်ပေါ့ထားပါတော့ market stretch ဘူးကအတင်းအနာကက် mmoring အနာကက်ထဲမှာမပါတော့ဘူးဆိုတော့ကျွန်တော်ရောင်းချခြင်းနဲ့ပြဿနာမရှိဘူးအဲ့ဒါမလားနော်အန်တိုနီဆန်တိုစတူကိုအငှားချထားတာရောင်းချခြင်းနဲ့ပြဿနာမရှိဘူးဆန်ချူရူကိုရောင်းချခြင်းနဲ့ပြဿနာမရှိဘူးဒါပေမဲ့လို့အခုလိုမျိုးပေါ့နော်ကိုအတင်းမှလည်းတကယ်တုံးလို့ရနေတယ်ကစားမားဟိုဘယ်လိုပြောမလဲပိုကောင်းတဲ့ကစားမားရရင်တော့ချရောင်းတာရောင်းအဲအဲ့လိုမဟုတ်ဘူးဆိုလို့ရှင်တော့ကျွန်တော်တို့ကလူစရင်ပေါ့နော် squad player အဖြစ်လေကျွန်တော်တို့ကလူနေတဲ့အခြေအနေမျိုးမှာ ာနာကျူလူမျိုးလက်ဖွင်းမှာကောင်းကောင်းကစားနေတဲ့တယောက်ထဲသောကစားမကိုရောင်းချတာကတိတ်တော့မှန်တဲ့အချင်းမျိုးဟုတ်လိမ့်မယ်လို့တော့မထင်ဘူးပေါ့နော်။ဒါပေမဲ့လို့ပွဲပြီးတော့သူ့ပြောစကားတွေကြောင့်ကာနာချူကတော့ဒါအသင်ကတော့ထွက်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဘသူနဲ့ပြန်အစားထိုးနိုင်မလဲဆိုတာကအရန်ကူမူတီရလို့ကျွန်တော်ထင်တယ်။အခုကကာနာချူရောင်းချပြစ်ခဲ့ရင်တောင်မှကျွန်တော်တို့ကလက်ဖွင်းမှာဆိုလို့ရှိရင်မတီးယက်စ်ကွန်ညာတယောက်ထဲနဲ့ပြီးသွားမယ့်အချင်းမျိုး။ဒါဆိုလို့ရှိရင်တော့လာမယ့်ရာသီအတွက်လည်းကျွန်တော်ဘာမှ အဆင်ပြေဦးမှာမဟုတ်သေးဘူးဗောနော်တော်တော်ကိုအချင်းကြီးကစူးစူးဝါးဝါးကျွန်တော်ဖြစ်သွားအောင်မှာဒါကြောင့်ဗောနော်ကာနာချူနဲ့ကျွန်တော်နေနေဗောနော်ဒီအချင်းကြီးကဘာမှလှုပ်လို့မရဘူးလို့ကျွန်တော်ပြောရမှာချီရိုအိုဘီလည်းရှိပါတယ်ဗျချီရိုအိုဘီကဘာမှတုံးမရသေးဘူးလောလောဆယ်မှာချီရိုအိုဘီကလောလောဆယ်ဘာမှတုံးလို့မရသေးဘူးနော်ဘာမှတုံးလို့မရသေးဘူးတိုက်စစ်မှာကျွန်တော်တို့က week in week out ဂိုးတွေကိုအမှန်ကန်တွင်းနိုင်မဲ့တိုက်စစ်မှုမျိုးကိုလုံးလူနေတာချီတို့ကပွဲထွက်လူစင်းတောင်မှကျွန်တော်တို့သာ နော်တချို့ပွဲစဉ်တွေအမိုရင်းကလက်လျှော့လိုက်လို့သာထည့်ရတာနော်တချို့ထားပါတော့ကျွန်တော်တို့ okay ငါတို့ကတော့ဟိဒီပြိုင်ပွဲကိုအမိုရင်းကလုံးဝကိုနော်ဟိုလက်လျှော့လိုက်ပြီးနောက်ပွဲကိုပဲအာယုံဆိုင်မယ်ဆိုတော့ဒီပွဲမှာတချို့ senior player တွေအနားပေးမယ်အဲ့ဒါကြောင့်သာကျွန်တော်ချီရိုတို့ကိုထည့်ရတာဘာမှဟုတ်မနေဘူးနော်ချီရို OB ဆိုတာကလူငယ်အသင်းမှာလဲခြေသွမ်းပြနေတဲ့ဘာညာဆိုတာမြင်တခြားကြောင့်မှတ်မနေနဲ့သူနဲ့သိတယ်မလားအသက်တူရွယ်တူတွေမှာခန္ဓာကိုယ်စိုက်ကကြီးနေပြီးတော့နော်ဖီဇီကယ်ပိုင်းဒပန်းအသာရပြီးတော့သာကျွန်တော်လှုပ်ချင်ရလှုပ်နေတာ တကယ်တမ်းအလောက်ကြီးကြီးအချီနီကမဟုတ်သေးဘူးမန်ချက်စတာယူနိုက်တက်လိုအချီနီမျိုးမှာချီရိုအိုဘီလိုကစားမမျိုးကိုကျွန်တော်တို့ကအားကိုးဖို့စီစဉ်ထားတယ်ဆိုလို့ချင်းဒါအသိန်းကမဟုတ်တော့ဘူးเนาะအများရန်ဂိုးတွေတွင်းနိုင်မဲ့တိုက်စစ်မှုမျိုးကိုကျွန်တော်တို့လိုတာအသိန်းမှာချီရိုတို့ကိုသွားပြီးတော့မျှော်လင့်လို့ရတဲ့အချီနီမျိုးဟုတ်မနေသေးဘူးเนาะအဲကြောင့်လက်ရှိမှာဆိုလို့ရှိရင်အချီနီကတိုက်စစ်မှာကမလောက်ဘူးเนาะမလောက်ဘူးเนาะဘာကြောင့်မင်းချီရိုချီရိုရှိတယ်လို့မြင်သွားတွေးလိုက်လို့တော့မသိဘူးเนาะတိုက်စစ်မှာဒါတော့လည်းမရဘူးဆရာသမားကြီးเนาะ ကနာချူကိုတော့ရောင်းလိုက်မယ်လို့တော့ထင်နေပြားတဲ့ MOD ကတိတ်မကြိုက်ဘူးလို့ထင်တာပဲတဲ့နော်ကနာချူကတော့ဘယ်လိုပြောမလဲလက်ရှိမကြိုက်ဘူးလို့တော့မဟုတ်ပါဘူးဗျာကျွန်တော်ကတော့သဘောသဘောကျတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဓိကကကနာချူနဲ့ပတ်သက်လို့ရှိရင်သူ့ရဲ့ဘယ်လိုပြောမလဲဒီ decisive ဖြစ်တဲ့ moment တွေပေါ့နော်ဒါပါတော့အရင်အရေးကြီးတဲ့ကာလဟိုအချိန်မျိုးတွေမှာဆိုလို့ရှိရင်ပြူတူးချင်းတူးတွေလွဲချော်တာမျိုးတွေရှိတယ်ခဏတိုင်းပဲအဲ့တယောက်ချင်းတယောက်လွဲတာတွေကခဏတိုင်းပဲဘလို့မဲ့လက်ခံလို့မရတဲ့အချိန်မျိုးတွေ ။ဒါအပြင်ဟိုတွေ့တဲ့မြောက်ကိုတင်းဆွတ်ဆက်ကန်းနေတာဗျ။ဒါတွေကိုသဘောမကျတာဖြစ်မှာပါ။ကိုတိုင်ကမီဆန်မောင်းကိုပို့ပြီးတော့သဘောကျတာလည်းဖြစ်ကောင်းဖြစ်နေမှာပေါ့လေ။ဒါတော့မဖြစ်တင်ဘူးပေါ့ဗျာ။သိတယ်မလားနော်။တကယ်ကောင်းရင်ကောင်းတဲ့ကစားမကိုနေရာပေးရမှာ။သဘောကျတဲ့သူကိုနေရာပေးတယ်ဆိုတော့အတိတ်ပဲမရှိဘူးနော်။ဒါမှမဟုတ်ကနာချူကိုရောင်းချတယ်ဆိုရင်ပြဿနာမရှိဘူး။နောက်ထပ်ဒါမက်ဒီယက်စ်ကွန်ညာအပြင်ကိုလက်ဖွင့်ကားတယောက်ခေါ်နိုင်မှအချိန်ကြီးကောင်းပါကိုအသင်းမှာကကာနာချူကိုကွန်ညာကိုအဲ့လိုရှိမှရမှာလက်ဖွင့်ဒီမှာ ုအားကကာနာချူလဲရောက်မယ်ပြန်ခေါ်တော့လေကွန်ညာတယောက်ပဲဆိုလို့ရှင်တော့အတင်းတွေအချီနီကောင်းနေလို့ကျွန်တော်ပေါ့နော်ကျွန်တော်တို့ဒီချက်ပို့ပြီးတော့သင်းတောင်တင်းမှုကျွန်တော်လူတာဗျာလာမယ့်ယာဒီကကိုဒီအတွက်နော်ပရီးမီးယားလိလောက်ပဲကစားရမှာပရီးမီးယားလိလောက်ပဲကစားရမှာကိုဒီနော်တပတ်ကိုတပွဲလောက်ကစားရင်ကစားရင်ကစားရင်နဲ့ပူကောင်းအောင်ကျွန်တော်ကလှုပ်ပြရမှာနော်ဆိုတော့ဒီပုံစံတိုင်းကလည်းလူတစ်တွေရောက်မလာလို့ရှင်တော့အတင်းရဲ့စကွတ်တဝက်လောက်ကိုမပြောင်းလဲနိုင်ရင်တော့ကျွန်တော်တို့မထင်ဘူးနော်ကျွန်တော်တို့မထင်ဘူး သူ့ကိုရောက်မယ်ဆိုလို့ရှင်ပြတဲ့အတင်းကဘသူနဲ့အစားထိုးမယ်လို့ထင်တယ်တဲ့လောလောဆယ်မှာတော့ကွညာတယောက်ကတော့ဒါအတန်ထွက်ထားတာပဲလေညီကလေးကြားတဲ့အချိန်ပဲကွညာပြီးလို့ရှင်တော့ကျွန်တော်ကတော့မထင်ဘူးဗျာတိလာဒါကြောင့်ကျွန်တော်တို့ရောင်းမယ်ဆိုလို့ရှိရင်အတင်းဘက်ကအတိုင်းတာတခုတတိထားသိနေလို့ကျွန်တော်ပြောတာအမှန်ကန်ရောင်းကျင်နေဆိုရင်ငါတို့ဘသူနဲ့ပြန်စားထိုးမလဲသိတယ်မလားနော်ဟိုအဲ့လိုအဲ့လိုမျိုးကျွန်တော်ကြည့်ရမှာဆိုတော့လောတဲ့ရောင်းကျင်တဲ့ညီကိုတွေကတော့ကျွန်တော်တို့က60ရာခိုင်နှုန်းကြီးကျွန်တော်ရှိကြတယ်ပေါ့လေတန်း60နဲ့ရောင်းတင်လာဆိုတော့ရောင်းတင်နေဆိုတဲ့ညီကိုတွေတော့ရှိကြတာပေါ့နော်ဒီဒီများဒီမှာလေ အဲကာနာချူကိုပြားတဲ့မယောင်းတင်ဘူးလို့နော်အတင်းမှာဆက်ပြီးတော့ထားတင်တယ်ထင်တယ်တဲ့နော်โอเคပါအဲဆိုတော့ဒီနီးပြားကိုသားလည်းဆက်ထားမယ်ဆိုလို့ရှိရင်ပြားတဲ့ဘရူနိုကာနာချူရက်ရှ်ဖို့အန်တိုနီကွစမန်ရောင်းပြီးတော့တဲ့နီးပြားစနစ်နဲ့အန်ဝင်တဲ့သူတွေကိုခေါ်တင်နေတဲ့နော်အဲဘရူနိုကိုရောင်းလာကြတဲ့ခုချိန်ဈေးကောင်းရလို့လေเนาะဆိုတော့เนาะပါတယ်လို့ထင်တယ်။โอเคပါချစ်တီများနေပါတယ်။ခွိုင်လန်ပြားတဲ့ဇစ်ဆီဆန်ချူရိုကိုရောင်းပြန်มาတဲ့အန်တိုနီနဲ့ကာနာချူကိုတောင်းထိန်းထားတင်တည်တယ်တဲ့เนาะ โอเคပါအဲအန်တိုနီဆန်တိုကတော့အတင်းဘက်ကဆက်ပြီးတော့ထိန်းကျင်တဲ့အခြေအနေမျိုးမှာတော့ရှိမနေဘူးဆရာသမားရေနော်โอเคအဲဦးနနာကိုပဲအရင်ရောင်းထုတ်ရမှာဗျာတဲ့နော်โอเคပါချစ်သူများကြီးပါတယ်အဲတန်းနေရတန်းနေရရမယ်ကြားတော့ဗျာအဓိကကစားမားတွေဘယ်သူတွေကိုခေါ်ကျင်လဲတဲ့နော်အဲဘယ်တယောက်ရမယ်ထင်လဲတဲ့ကိုသမားပြောင်းမရမယ်လို့ထင်လားတဲ့ကျွန်တော်ကတော့ကျွန်တော်ကတော့တန်းနေရရမယ်လို့မထင်ဘူးနော်ကျွန်တော်တို့တရင်အရာဆိုလို့ရှိရင် United ကချန်ပီယံလိဝင်ခွင့်မရတာတောင်မှအမ်မိုရီအတွက်ပေါ့နော် ကိုကျွန်တော်တို့တန်းတရာကိုနည်းနည်းလျှော့ပြီးတော့ဘတ်ဂျက်ထုတ်ပြီးမှာပေါ့ထားပါတော့ဗျာတန်း90လည်းဖြင့်ဖြင့်မှာ95တန်းလည်းဖြင့်ဖြင့်မှာပေါ့နော်အဲအဲ့အဲ့95တန်းအတရင်ငွေထုတ်ပြီးမယ်အဲ့ဒါပြီးရင်ကိုအတင်းရဲ့ကစားမားတွေကိုရောင်းကောင်းရင်ကနေပြီးတော့ရလာမယ့်ငွေတွေကိုတုံးပေါ့ထားပါတော့ကျွန်တော်တို့အတရင်အတုံးစိတ်တန်း90ရမယ်95တန်းရမယ်ပေါ့ဗျာအဲ့ဒါပြီးလို့ရှိရင်ဒါနာချူကူတန်း60နဲ့ရောင်းရင်တန်း60ထပ်ပြီးတော့တုံးလို့ရမယ်မာကတ်စတရစ်ကူတန်း40နဲ့ရောင်းရင်တန်း40ထပ်ပြီးတော့တုံးခွင့်ရမယ် နော်အန်တိုနီဆန်တိုးစ်ကို35သန်းနဲ့ရောင်းရင်35သန်းထပ်ပြီးတော့ရောင်းဝင်ရမယ်။၃ဝင်ရမယ်။ဆန်ချိုကို25သန်းနဲ့ရောင်းနိုင်25သန်းထပ်ပြီးတော့ရောင်းဝင်ရအဲ၃ဝင်ရမယ်ဒီလိုမျိုးပေါ့နော်။ဆိုတော့အသင်းမှာအဓိကအသင်းတောင်ရှိသူတွေထုတ်ပေးနိုင်တာကတန်90ဝင်ကျင်လောက်ပဲကျွန်တော်ရှိတယ်။တန်100တော့မပြည့်ဘူး။တန်100ဆိုတာအဝေးကြီးဆရာသမားရေနော်။ အဲဂနာချူနဲ့ပြရတယ်နော်ဂနာချူနဲ့ကတဲ့အစင်မပြေပြီမဲ့လေလို့လောလောဆယ်ဘဲတောင်မှာသူတယောက်ပဲရှိတာဆိုတော့တဲ့အတင်းကဆက်ပြီးတော့ထားဖို့ကျူးပန်းတင်နေလို့ထင်တာပဲတဲ့နော်โอเคပါဖုန်းတကုတ်ရှိဦးနန်းနာကိုရောင်းပြလိုက်ပြရတယ်နော်ဦးနန်းနာနဲ့ဘိုင်ယန်ဒါနဲ့ဂိုးသမားကဒီယာဒီမှာအပြောင်းလဲလုပ်ပါလိမ့်မယ်ဒါကျွန်တော်သိသလောက်ပါနော်ဦးနန်းနာနဲ့ဘိုင်ယန်ဒါနှစ်ယောက်တည်းကတစ်ယောက်ကတေချာပေါက်ထွက်မှာအဲ့တော့အဓိကတော့ဘိုင်ယန်ဒါပေါ့နော်ဘိုင်ယန်ဒါက2026ကမ္ဘာဖလားကိုသူကစားခြင်းနဲ့ကစားခြင်းတော့ Manchester United မှာသူဆက်မနေခြင်းတော့ဘူး ဒါတွေ United မှာဆက်နေမယ်ဆိုလို့ရှိရင်သူ့အတွက်ဘယ်လိုပြောရမလဲကျွန်တော်တို့ဒီဟိုတူတကီအတွက်ပေါ့နော်သူကဘာဖလားကစားဖို့သူအဆင်မပြေဘူးလာမယ့်ကဘာဖလားကျွန်တော်သူမဖြစ်မနေထွက်ချင်တယ်ဖတ်ပြီးတော့ကျွန်တော်တို့ဒါအိုနန်းနာကကျတော့ကိုရီကကန့်လန့်မှုကောင်းတစ်ခုရတယ်ဆိုရင်ရောင်းမှာရောင်းပြီးတော့နောက်တစ်ယောက်နဲ့အစားထိုးမှာအဲ့လိုမဟုတ်လို့ရှိရင်အိုနန်းနာကဆက် ပြီးတော့ရှိမှာသူတပင်ချန်ပီယံစ်လိဝင်ခွင့်မရတော့ဘာဝင်ဝင်မဲ့မျောလင့်မရတော့ခါကကျတော့ကျတော့ကနေရာတိုင်းကိုအပြောင်းလဲလုပ်ချင်လို့မလို့မရတော့ဘူးပေါ့နော်ဒါကြောင့်အန်ဒရယ်အိုနန်းနာကဆက်ပြီးတော့ရှိဖို့ များတယ်လို့ကျွန်တော်ယူဆတာသိလားမင်းနူပါပြားတယ်เนาะဈေးရလို့ရှင်ရောင်းရမှာတယ်เนาะအခုကအဆင်မပြေတော့ဘူးတယ်เนาะ okay အဲ well back to ပြားတယ်လူကာကူတို့လိုတယ်ယုံအားကောင်းတဲ့တိုက်စစ်မှုမျိုးလို့ဒါတယ်เนาะထိန်းထားတင်နေပြားတယ်ကာနာချူကူတဲ့ရောင်းမယ်ဆိုလို့ရှင်တော့မှသူ့နေရာကိုအစားထိုးနိုင်မဲ့သူကိုအရင်တေချာမှရောင်းတင်တယ်လို့ထင်တာပဲတယ်เนาะ နောက်တန်းကဗျာအသက်ရွယ်ရလာတဲ့ကစားမတွေရဲ့နော်ကက်စမီရိုရဲ့နေရာရေတို့အစားထိုးဖို့ကွင်းလေအဖြစ်တရောက်ရေနောက်ထပ်မီဆမောင်းကိုလည်းလဲတင်တယ်လို့ထင်နေတဲ့ရက်စမန်ဝိုင်လန်ကိုလည်းရောင်းတင်နေဗျာတဲ့နော်ကုသမားလည်းနှစ်ယောက်စလုံးထုတ်တင်တာကုသမားအမှန်တမ်းပြောနှစ်ယောက်စလုံးထုတ်တင်တာသိရနော်ကုသမားကနှစ်ယောက်စလုံးထုတ်တင်တာဒီကောင်လေးနဲ့မရဘူးပြည်တနာကကိုဒီအတွက်ကကျွန်တော်တို့နေပြောင်းလဲမဲ့အခြေအနေမျိုးမှာရှိမနေဘူးလီဗာပူးသင်းဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ဗျာသူတို့မှာဗောနော်တာဂဲလေဟာရှိတယ်ကျွန်တော်တို့ပြီးလို့ရှိရင်အလီဆန်ရှိတယ် နောက်ထပ်သူတို့ခေါ်ထားတဲ့ဘလင်စီယာကဂျော်ဂျီယာကူသမားနော်မာမာဒါရှိဗီလီလာအိုက်ကောင်လည်းရှိသေးတယ်အိုက်ကောင်ဆိုလို့ချင်းအခုနွေရာသီပြောင်းချိန်မှာလေဘာဦးတင်းကိုပြန်လာတော့မှသူများအသင်းဆိုလို့ချင်းကူသမားတွေတော့မှတန်းစီနေတာပဲတုံးစရာတွေကိုဒီမှာဘယ်သူမှရှိမနေဘူးအဲ့လောက်ထိအစင်တဲ့နေရာကွာသွားပြီအဲ့လောက်ထိအစင်တဲ့နေရာကွာသွားပြီနော်ဒါပါကျွန်တော်နောက်ထပ်အပြောင်းရွှေ့တွေကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ဆိုတော့ကာနာချူကန်တာအပီးမှာပေါ့ဗျာဆိုတော့ real betty ရဲ့ဘက်ကတော့ဗောနော်အဲ anthony santos ကိုအပီးတဲ့ခေါ်ယူခြင်းနေဗောနော် ဒီလက်ရှိသူတို့နဲ့အငှားကာလာပြီးသွားပြီဆိုတာနဲ့ဘက်တစ်ကအန်တိုနီဆန်တိုးစ်ကိုဒါအပြစ်သက်သူတို့ခေါ်ခြင်းနဲ့ဒီသမီးတော့အန်တိုနီဆန်တိုးစ်ရဲ့သူတို့အသင်းမှာပြသခဲ့တဲ့ performance တွေကိုသူတို့သဘောကျတယ်။အရင်တုန်းကတော့ဟိုအငှားနောက်ထပ်တရားစီထပ်ပြီးတော့ခေါ်ဖို့တွေ့ပါတော့သူတို့သူတို့ဆန္ဒရှိတာ။ဒါပေမဲ့လို့အသင်းဘက်ကအမှန်ကန်ရောင်းချဖို့ကြိုးပမ်းနေတယ်ဆိုတော့ ဒီရာဒီအပြောင်းရွှေ့မှာအငှားစာချုပ်ပြီးတာနေပေါ့နော်အန်တိုနီဆန်တို့ကိုရီယယ်ပတ်တရဲ့ဘက်ကကျွန်တော်တို့ကအပြစ်သက်ခေါ်ခြင်းနဲ့ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကလည်းတချို့ report တွေမှာအန်တိုနီဆန်တို့နဲ့ပတ်သက်လို့ရှိရင်35တန်းခန့်ရရင်ကိုပဲအတင်းရဲ့ဘက်ကလက်လွတ်ဖို့အတွက်ပြင်ဆင်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ဒါကလည်းရှိအန်တိုနီဆန်တို့နဲ့ပတ်သက်လို့ဆိုတော့ဆန်တို့ကဘယ်လိုပြောရမလဲ ဆန်တိုးစ်ရဲ့အချင်းကြီးကတော့ကျွန်တော်တို့ရာတုံးရောင်းပေါ့နော်ဘာလို့လဲဆိုတော့လက်ရှိလာလီဂါမှာလှုပ်ပြနေနေဆိုတာတွေကလည်းပရီးမီးယားလိမှာကျွန်တော်တို့နေနေပေါ့နော်ဒါလှုပ်ပြနေတာတွေလှုပ်ပြနေတာတွေပဲဒါပေမဲ့ပရီးမီးယားလိမှာကျွန်တော်သူမရဘူးသူသဖြင့်လာလီဂါတို့ပရီးမီးယားလိုတွေရဲ့ဂျားထဲမှာကွာဟမှုတွေကအကြီးကြီးတွေရှိရဗျာဆိုတော့အန်တိုနီဆန်တိုးစ်ရဲ့အချင်းကြီးထားပါတော့ physicality အချင်းကြီးပါညာအကုန်လုံးကပရီးမီးယားလိမှာဆိုလို့ရှိရင်သူဘာကြောင့်ယုံကန်ရလဲဆိုတဲ့အချက်ပဲဒါကြောင့်လက်ရှိမှာအန်တိုနီဆန်တိုးစ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့နေလုံးဝပေါ့နော်ဒီအချင်းကြီးက မေးလိုက်တင်နေပေါ့နော်မေးလိုက်တင်နေရာတုံးကိုကျွန်တော်ရောင်းတင်နေအခုအန်တိုနီဆန်တိုရဲ့အခြေအနေကကျွန်တော်ကအရှုံးမှာပေါ်နေပြီးသားเนาะတန်90ကျော်ကျွန်တော်ကျွန်တော်ပေးပြီးတော့ကျွန်တော်ခေါ်ခဲ့ရတယ်ဒါပေမဲ့ပြန်ရောင်းတဲ့အခါကျတော့အလွန်ဆုံးရတန်35တန်းပဲကျွန်တော်ရမှာဆိုတော့အရှုံးကကျွန်တော်ပေါ်နေပြီးသားဒီဘက်ကလည်းလောက်ခလာစားကကျွန်တော်ကနှစ်သိန်းလောက်ကျွန်တော်ပေးနေရတယ်တကယ်လို့ကစားမတစ်ယောက်ကပုံမှန်ပွဲထွက်ခွင့်ရနိုင်တဲ့အခြေချင်းလည်းမရှိဘူးအဲကျွန်တော်တို့ကဂိုးတွေဖန်တီးမှုတွေတိုက်စစ်ကစားမတစ်ယောက်ဖြစ်ပြီးတော့ဗောနော်ပွဲတိုင်းကျွန်တော်တို့ပွဲတိုင်းနှီးပါ မျောလင်းလို့ရနိုင်တဲ့အခြေအနေမျိုးမဟုတ်ဘူးဆိုတာကအတင်းမှာဆက်ပြီးတော့ရှိတဲ့ရှိတဲ့အခြေအနေမျိုးဟုတ်မနေဘူးအာဆင်နယ်မှာဆိုလို့ရှိရင်ဆာကာတို့မာတီနယ်လီတို့ဘောနော်အကိုင်ဟာဘက်တို့မိမိကြိုက်တည်ဖြစ်စီမကြိုက်တည်ဖြစ်စီတွင်ကိုဖန်တီးမှုတွေက၃ယောက်စလုံးစီကနေပြီးတော့အမြဲတမ်းမျောလင်းလို့ကျွန်တော်ရတယ်လေပါဦးတင်းမှာဆာလာလူဝစ်ဒီယက်စ်တို့ကိုရီကပူတို့စီကနေပြီးတော့ဝီကင်ဝီကောက်တွင်ကိုတွေဖန်တီးမှုတွေမျောလင်းလို့ရတယ်နော်မန်ချက်စတာစီးတီးဆိုလို့ရှိရင်လည်းဒီတိုင်းပဲဟာလန်တို့ဘယ်တော့ဂိုးသွင်းမလဲပဲကျွန်တော်ကြည့်နေရတာဘယ်နဲ့ဂိုးသွင်းမလဲပဲကျွန်တော်ကြည့်နေရတာ เนาะဆိုတော့ဟိုအခုလက်ရှိ Manchester United မှာကျတော့ကာနာချိုနဲ့ပတ်သက်လို့ရှိနေပဲ twin goal နဲ့ဖန်တီးမှုကအမြဲတမ်းမြုံလို့မရဘူး Christmas နဲ့ပတ်သက်လို့ရှိနေပဲပွဲ၄၀လောက်မှာတကူပဲ twin တာเนาะဆိုတော့ဟို Ahmed Diallo ကလည်းကျွန်တော်တို့က injury ကကျွန်တော်ပွဲ30ရှိရသူ15ပွဲလောက်ကဒဏ်ရာရနေတာအဲရနေတာเนาะသူ Anthony Santos တို့ဘာလို့ဆိုလို့ရှင်လည်းပဲ twin goal တွေဖန်တီးမှုတွေကမျောလင်းလို့မရဘူးဆိုတော့ကျွန်တော်တို့အနေနဲ့ပေါ့เนาะဒီအချီနီကဘယ်လိုပြောရမလဲ ဘယ်ကစားသမားစီကမှန်းတွင်းကိုနဲ့ဟွာပတ်တယ်လို့ပေါ့နော်ကျွန်တော်သာအမှန်ကန် week in week out consistent ဖြစ်ဖြစ်မျှော်လင့်လို့မရတဲ့အခြေအနေမျိုးဗျာအဲ့လိုမျိုးဆိုတော့မကြိုက်သေးဘူးဆိုတော့ကိုရီနေနဲ့တွင်းကိုတွေဖန်တီးမှုတွေကျွန်တော်ပေါ့နော်ဆိုတော့ week in week out ကျွန်တော်တို့ကအမှန်ကန်မျှော်လင့်မှတော့ကျွန်တော်မျှော်လင့်နိုင်တဲ့ကစားမမျိုးကျွန်တော်ဖြစ်မှကျွန်တော်ရမှာအဲ့တော့အစင်ကမပြေဘူးဗျာเนาะအစင်ကကျွန်တော်မပြေဘူးเนาะဆိုတော့အဲဒါကြောင့်လောလောဆယ်မှာအန်တိုနီဆန်တိုးစ်တို့ဘာလို့ဆိုတာကလည်းသူ့ဘက်သူဟိုရီယယ်ဘက်တွေမှာဘာပဲလှုပ်ပြလှုပ်ပြเนาะဘာပဲလှုပ်ပြလှုပ်ပြကျွန်တော် လူချင်းနဲ့အသင်းရှိတုံးလက်လွတ်တာပဲကျွန်တော်အကောင်းဆုံးပဲမဟုတ်လို့ရှိရင်လည်းပဲဒီကစားမားတွေစီကနေကျွန်တော်ဘာမှမညွှန်လို့အများကြီးများအသင်းကိုရောက်လာတဲ့ဒီတိုင်းဒုံရင်းကဒုံရင်းပဲပြန်သွားမှာပဲဒီလားနော်ဟိုသူ့သူ confidence တော့ပိုရှိလာရင်တော့ပြောင်းနေကောင်းပြောင်းနေသွားမှာပေါ့လေနော် confidence ရှိလာတဲ့ကစားမားကသူ့ကိုယ်သူပြန်ပြီးတော့ယုံကြည်လာတယ်သူလုံနိုင်မယ်ဆိုတော့သိလာတယ်အခွင့်အရေးရရင်ရတယ်လို့ကျွန်တော်အချိန်ဒီကောင်းလာတယ်ဆိုရင်ပြန်ပြီးတော့အဆင်ပြေပြေမှာပေါ့လေဒါပေမဲ့လို့ MO ရင်လက်အောက်မှာ Nero Nebatan နော်လဲ Anthony Santos ကိုအများကြီးမျှော်လင့်လို့မရဘူး ဝင်းဘက်စ်ပလေယာတယောက်ဖြစ်လက် defense ဘိုင်းမှာအားနည်းချက်ဒီအများကြီးရှိနေတယ်ဆိုတော့ကျွန်တော်မျှော်လင့်လို့ကျွန်တော်မရဘူး။ဒါကြောင့် Anthony Santos နဲ့ပတ်သက်လို့ရှိရင်ယာတုံးရောင်းချတာကအတင်းတွေအကောင်းဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်ညီကိုရောကျွန်တော်တို့ Anthony Santos နဲ့ပတ်သက်ပြီးတော့ဘလူမင်းရလဲဒီပုံစံတိုင်းဆိုလို့ရှိရင်အတင်းမှာဆက်ပြီးတော့ထားတင်တယ်လို့ကျွန်တော်ထင်ကြလား။ဒါမှမဟုတ်ဆိုလို့ရှိရင်ယာတုံးကိုကျွန်တော်ရောင်းသိနေလို့ကျွန်တော်ထင်ကြလားလာမင်းနစ်ဒီမှာတဲ့နော်ပြောပါလာမင်းနစ်ဒီမှာဥရောပပွဲစဉ်တွေမကန်ရတော့ အာအဆင့်တစ်ခုတော့မရမယ်ထင်ပါတယ်ဘယ်လိုလဲကျွန်တော်တို့မထင်ပါဘူးဗျာကျွန်တော်တို့မထင်ပါဘူးเนาะဥရောပပွဲစဉ်တွေကန်လို့မကန်လို့အဆင့်တစ်ခုရှိမယ်ဆိုတာမျိုးကတော့အတိတ်ပဲမရှိပါဘူးသိရမလားအတိတ်ပဲမရှိကျွန်တော်တို့မထင်ဘူးကျွန်တော်တို့မှာ Champions League မကန်တဲ့နှစ်တွေကျွန်တော်ရှိခဲ့တာပဲเนาะနောက်ပိုင်းဆိုပူတော်များလာသေးတယ်ဘယ်တော့မှမင်းကျွန်တော်အဆင့်တစ်ခုတည်းကျွန်တော်တိုင်းတာတစ်ခုတည်းမြင်ရလို့လဲဟုတ်တယ်မလားเนาะဘာမှအဓိကကအဓိကကပွဲများများကစားရလေပူကောင်းလေပဲအသင်းကိုကျွန်တော်တို့တိုးတက်ချင်နေဆိုလို့ရှိရင်ပွဲများများကစားရလေပူကောင်းလေပဲတပတ်ကိုတပွဲလုံးကစားနေရတာက injury ကင်းတာပဲကျွန်တော်ရှိပါဗျာ နော်ဘာမှအတင်းရဲ့ဗြိတိန်ဒီဘာတွေကအများကြီးတက်လာမှာမဟုတ်ဘူးเนาะကျွန်တော်တို့တပတ်ကိုတပွဲပဲကစားရတာကအဆင့်တစ်ခုထိမြင်ရမယ်ဆိုဘယ်သူကပြိုင်ပွဲ၃လေးခုကစားခြင်းပါလဲဟုတ်တယ်မလားเนาะဆိုတော့သူများတင်းနေဆိုလို့ရင်ပြိုင်ပွဲ၃လေးခုကစားနေတဲ့အတင်းကြီးပဲရယ်เนาะလက်ရှိကန်နေရတာတွေကကိုထက်ပူကောင်းနေဆိုတဲ့အတင်းတွေကိုကျွန်တော်ကြည့်လိုက် Manchester City ပြိုင်ပွဲ၃လေးခုကစားနေရတာ Liverpool ပြိုင်ပွဲ၃လေးခုကစားနေရတာ Arsenal เนาะကျွန်တော်တို့ဒါ Chelsea ကြိုက်တဲ့အတင်းကိုကျွန်တော်ကြည့်ကိုထက်ပူကောင်းနေဆိုတဲ့အတင်းတိုင်းကြီးပါက ပြိုင်ပွဲ၃လေးကိုကစားနေရတာဆိုတော့ပြိုင်ပွဲများများကစားမှအတွေ့အကြုံတွေပိုကောင်းမှเนาะလက်ရှိအသင်းရဲ့နီးစနစ်ကအများကြီးဆန်းသက်ဆန်းသက်ခံရမှာအဲ့ကြမ်းမှကျွန်တော်တို့အချင်းကြီးအလုပ်ဖြစ်မဖြစ်ကျွန်တော်တို့သိမှာတပတ်ကိုတပွဲလောက်နေကတော့ဘာမှဖြစ်လာမှာမဟုတ်ဘူးခုနကပြောသလိုပဲအလွန်ဆုံးကျွန်တော်တို့အပေါင်းလက္ခဏာဘာရှိလဲတော့ကျွန်တော်တို့ဒီကစားမတွေ injury ကင်းလာတော့ပဲကျွန်တော်တို့ရှိမှာပဲဒီတင်းက injury ကင်းလို့ဆိုပြီးတော့အများကြီးကောင်းလာမဲ့အချိန်မျိုးဟုတ်မနေဘူးဗျာအဲတော့ကျွန်တော်တပတ်တပွဲကသိတယ်မလားတိတ်ပြီးတော့ကိုရီတို့ကဘာမှမသိပြီးတော့အဆင့်နေပါလေကျွန်မျောလင်းလို့ရတဲ့အချိန်မျိုးမှာ ဟုတ်နေတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ယူနိုက်တက်မှာတဲ့ Rashford, Garnacho, Zixi, Sancho, Anthony, Whiteland, Tyson ကဗျာတဲ့လူများပါတယ်တဲ့နော်နော်လူပြောရမလဲအရေးချင်းရှိတာဘယ်နှယောက်ပါ Brother Mansion သွားတဲ့နေရာမှာကုဆမ်းမင်းနော် Brother Mansion သွားတဲ့နေရာမှာနော်အလီကျွန်တော်တို့ဒါဘယ်လိုပြောမလဲအရေးချင်းရှိတာဘယ်နှယောက်ပါလဲ Rashford, Garnacho, Zixi, Sancho, Anthony, Whiteland နော်ဆိုတော့အရေးချင်းရှိတာကျွန်တော်တို့ဘယ်နှယောက်ပါလဲနော်ကျွန်တော်ရည်ချင်းမရှိအလကားပဲဗျာနော်ဒီကောင်ကြီးအကုန်ပေါင်းလို့နော်တိုက်စစ်မှုဟာလန်တယောက်ရဲ့ကျွန်တော်တွင်းကိုမမီဘူး ဒီကောင်နေအကုံအကုံပေါင်းလို့မင်းဘရူနိုတောင်မီပါမလားဒီကောင်နေအဲဒီကောင်နေဘရူနိုတောင်မီပါမလားအသင်းမှာတိုက်စစ်မှုတောင်မဟုတ်ဘူးနော်မီပါမလားဘရူနိုမထင်ဘူးကျွန်တော်တော့ဒီလားဆိုတော့နော်လူများမှာတော့ဘာလို့မှာတော့နော်လူများလူများကျင်တာမြန်မြန်ရလဲနော်ငါးသန်းတန်ကစားမားတွေဘယ်ဈေးကွက်ထဲမှာတော့ခုတ်ခုတ်ရတာပေါ့အရင်ချင်းမှမရှိရအောင်တယ်မနော်အရင်ချင်းရှိဖို့ကျွန်တော်ပြောနေတာအရင်ချင်းရှိတဲ့ကစားမားတွေကျွန်တော်နေနေနော်အချိန်ကြီးကောင်းမှညှော်လင်းလို့ကျွန်တော်ရမှာဗျာတည်တယ်နော် ဂလီဇာတို့ကလည်းပြားတဲ့ဩလဲတယ်တဲ့ဆာဂျင်ရက်ကလစ်ကိုတဲ့လူမတ်ရိုက်ခန့်လိုက်တာပဲတဲ့ကောက်ပါတယ်နောက်နေ့ပြိတ္တိကြော့သွားမှာပဲတဲ့နော်အဲအဓိကကဗျာကျွန်တော်တို့ဒါတော့အဲ့ဆာဂျင်တို့ကျွန်တော်ရောက်ကလေးကပြောပြီးသားပါနော်ဂလီဇာတို့ကတော့အေးစစ်စစ်ပဲအမျက်ရလဲအသင်းကအချီနီတီကောက်လာလို့အမျက်ရလဲသူတို့ပဲသူတို့ကမင်းနာမည်ထွက်ဖို့မလိုတော့ဘူးလေဗျာနော်နောက်ကနေထိုင်စားနေုံပဲဒီအကယ်လို့စူးဝါတယ်တိုင်ပက်တယ်အချီနီစူးတယ်ဆိုရင်အလုံးကဂလီဇာဆိုတာတဲ့ကျွန်တော်ဆာဂျင်ရက်ကလစ်ကိုပဲအပြစ်မြင်ကြတော့မှာဘာလို့လဲဆိုတော့ဆာဂျင်ကဥဆောင်နေတဲ့သူကိုအခုဟာက ဒါကူလည်းအင်တာဗျူးတွေမှာစာကျင်ကိုခဏတိုင်းမေးထားကြတာ Brian ကတော့ဘာမှတော့သိပြီးတော့တခြားသူ့ရဲ့ partner တွေနဲ့ပတ်သက်လို့မပြောဘူးပေါ့လေဒါပေမဲ့လို့သူဥဆောင်မဲ့ပညာဆိုတော့ဒီတယ်မလားထားပါတော့လူတွေကသူ့ကိုပဲပြောကြတော့မှာကိုနော်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ကောင်းရင်လည်းစာကျင်တို့ဒီတယ်မလားနော်အဆူလို့ရှင်နေစာချင်းတို့ပေါ့မှန်တာပဲဒီအော်တယ်မလားသူတို့ကလက်ရှိမှာဥဆောင်နေပြီးတော့အင်းကိုပြန်ပြင်နေဖို့ကြိုးပမ်းနေတာကိုဒါပေမဲ့ဗျာသူတို့ကလည်းမလိုအပ်တဲ့ဟာတွေအရင်လုပ်နေထားပါတော့ကွင်းတစ်ကြီးကိုစီမံနေတို့ပါတော့ ဝင်းသေးကိုစီမံနေဆိုလို့ရှင်တော့အတိုင်းအတာတစ်ခုကြီးတော့ထားနော်အတင်းကအချင်းကြီးကောင်းကောင်းကောင်းပါပါဝင်ငွေပိုင်းနဲ့ပတ်သက်ရင်ဒါပေမဲ့ဗျာကွင်းသေးကြီးရလာလို့အတင်းကအောင်မြင်လာမယ်လို့မှကျွန်တော်ပြောလို့မရတာကွင်းသေးကအချင်းကြီးအောင်မြင်မှနော်ကွင်းသေးကအချင်းကြီးကျွန်တော်အောင်မြင်မှအတင်းရဲ့ပြောမလဲဒီတခြားဝင်ငွေတွေဘာတွေကောင်းလာပြီးတော့အစင်ကပြည်လာမှာအဲ့ဒါမှကွင်းနေဘာတွေစောက်ဖို့အတွက်ကကျွန်တော်ညှို့လင်းလို့ကျွန်တော်ရအောင်ဗျာဒီပုံစံတိုင်းကဘာမှကျွန်တော်အချင်းကြီးမကောင်းကွင်းသေးကရလက်မကောင်းပါတော့မေးဘာမှလုပ်လို့မရဘူးလေနော် ကစားမားတွေကဗျာတဲ့အချို့ကောင်တွေကအအရေးချင်းရှိတယ်ဆိုရင်တော့မားတယ်ကြိုးစားအားထုတ်မှုမရှိဘူးတဲ့နော်ဘလူးမန်ကိုအစင်မပြေပါဘူးတဲ့နော်ဒီပါအဲရွက်ပုံးဒီကစားမားမျိုးလေးတွေခေါ်ပြီးတေချာလေ့ကျင့်ပြင်ဖြစ်နေမှာလေဗျာတဲ့နော်ဆရာသမားကြီးကျွန်တော်တို့ကအဲ့လောက်ကြီးကြီးအချိန်ရတဲ့အသင်မဟုတ်ပါဘူးကျွန်တော်တို့ကလည်းရှိအဆင့်ဆက်ခွန်ပါပါဒီထက်ဆိုရင်တန်းစင်းဘူးကပဲကျွန်တော်ရှိတော့တာနော်ဒီထက်ဆိုရင်တန်းစင်းဘူးကပဲကျွန်တော်ရှိတော့တာနော်ရွက်ပုံးဒီတာတွေမပုံးဒီတာတွေကျွန်တော်တို့အနေနဲ့လက်ရှိမှာမျှော်လင့်ရမှာပေါ့အခုလက်ရှိမျှော်လင့်ရမှာက အသင်းကိုရောက်တာနဲ့ဘယ်ကောင်က performance ပြနိုင်လဲအားကိုကျွန်တော်ကြည့်ရမှာနော်အသင်းကိုဒီကောင်ရောက်လာတဲ့အာဒီကောင်အဆင်ပြေဖို့၃နှစ်လောက်ဆောင်အောင်မယ်ဆိုမကြိုက်သေးဘူးမကြိုက်သေးဘူးကခေါ်တယ်ကစားမ9ရောက်ခေါ်တယ်9ရောက်ဆိုလုံက3နှစ်လောက်ဆောင်အောင်မယ်ဆိုကျွန်တော်အချိန်မကောင်းဘူးလက်ရှိ white land ကိုကျွန်တော်ကြည့်လေနော်လက်ရှိ white land ကိုကြည့်လက်ရှိ patrick dugu ကိုကြည့်နော်လက်ရှိကျွန်တော်ဒါထပ်ပါတော့ ghana chu ကိုကျွန်တော်ကြည့်နော်လက်ရှိကျွန်တော်နေ zixi ကိုကျွန်တော်ကြည့်ကျွန်တော် banana နဲ့ဆောင်အောင်ပါလက်ရှိ lenny yuru ကိုကျွန်တော်ကြည့် နော်လက်ရှိကျွန်တော်တို့ဒါထားတော့နော်တခြားဘသူတွေရှိသေးတုံးဘသူပဲကြည့်ကြည့်ဝချီတို့ OB ကိုကျွန်တော်တို့ကြည့်ကြိုက်တဲ့ကိုကိုကြည့်ဗျာနော်ကျွန်တော်တို့စင်နင်းဖြစ်ဖို့နော်အသင်းမှာ weekend week out ပွဲထွက်လူစင်းနေရပြီးတော့ချီနီကောင်းမှုဆိုရင်ကျွန်တော်တို့ဒါ၃နှစ်လောက်စောင့်အောင်မေးဆိုမကြိုက်သေးဘူးအခုချိန်ကအခုချိန်ကကျွန်တော်တို့အသင်းကိုရောက်ပြီဆိုတာနဲ့ချက်ချင်းထဲချက်ချင်းခြေသွင်းပြဆိုတဲ့ကစားမမျိုးကိုပြောလို့ရမှာအာလင်းဟာလန်ကို Manchester City ခေါ်ခဲ့တယ်ဘယ်နှစ်စောင့်ပါလဲသူ့ကိုသုံးဖို့ဟုတ်တယ်မလားနော် မန်ချက်စတာစီးတီးခေါ်ခဲ့တယ်ဗျာနော်အခြေသွင်းသူတို့စီရောက်လို့ရှိရင်တို့ဒါမကောင်းဘူးဆိုတဲ့ကစားမကတွေးကြည့်နေကြတဲ့ခက်ရှားရှားရဲ့ဒါပေမဲ့ခေါ်တဲ့ကစားမတွေမှာဒီကောင်လေးနဲ့ပတ်သက်လို့ငါတို့က၅နှစ်ဆောင်းအောင်မယ်ဟေးဆိုဘူးသူရှိရဘူးသူမှမရှိဘူးချက်ချင်းတုံးလို့ရတဲ့ကောင်တွေကြီးပဲဗျာလက်ရှိလီဗာပူးတင်းကိုကျွန်တော်ကြည့်ဗျာချက်ချင်းတုံးလို့ရတဲ့ကောင်တွေကြီးပဲဒီရမလားကိုရီးယားအခုကနော်ဟိုလူဈေးသက်တိုင်းပြီးရောကျွန်တော်ကလိုက်ခုံနေတာဟိုငွေရလည်းမတက်နိုင်ဘူးဆိုတော့အဲ့လိုဖြစ်နေတာဆိုတော့အတင်းကဒီရမလားဟိုကောင်းနုနုဒီကောင်းနုနုရောက်တဲ့ကစားမတွေကလည်း တနေ့လောက်ခြေသွေးမပြနိုင်တာနဲ့အာလီကောင်အဆင်မပြေတော့ပါဘူးဘာညာဒါမှမဟုတ်ဒီနဲ့ပဲကျွန်တော်လည်းပက်နေရတာတိတ်တော့အဆင်ပြေမနေဘူးနော်ဒါအပြင်ပေါ့နော်မန်ချက်စတာယူနိုက်တက်ကပေါ့နော်ချန်ပီယံစ်လိဝင်ခွင့်မရခဲ့တဲ့အတွက် Adidas နဲ့စာချုပ်ချုပ်ကလေးကစီကန်အရာပေါ့နော်ပေါင်၁၀သန်းဒန်ဂျီပီးဆောင်ရမယ်စာချုပ်ကအသက်ဝင်သွားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ကောင်းတယ်ကောင်းတယ်နော်ကျွန်တော်အတင်းကအဖက်ဖက်ကဝင်ငွေတွေရော့နေတာဝင်ငွေတွေရော့မှ ကျွန်တော်အနေနဲ့ဒီအဝါလေးကထိခိုက်မှာပိုင်ရှင်လေးကထိခိုက်မှာပိုင်ရှင်လေးကထိခိုက်မှာသူတို့ကသိမှာပိုင်ရှင်လေးကကွင်းထဲမှာတော့ Manchester United ကခြေစွမ်းနေပါလိပြနိုင်ခြင်းရှိမနေဘူးပုံတိုင်ပက်နေတယ်ဒါပေမဲ့ဝင်ငွေကဒီကောင်းလေးအိတ်ကက်ထရန်နေရော့မသွားဘူးဘီကောင်းလေးဘာမှလည်းမထိခိုက်ဘူးဆိုရင်ဒီဘဲကြီးဘာမှကူးဆိုင်မှာမဟုတ်ဘူးအသူတို့မှမထိသေးတာဗျကွင်းထဲမှာမင်းကိုပရိသတ်ဒီလောက်ပဲခံစားရတာကွင်းထဲမှာခြေနေမကောင်းဘူးရှုံးနေပြုတ်တယ်ဖလားတွေမရဘူးဆိုပရိသတ်ဒီလောက်ပဲခံစားရတာ နော်ဒါပေမဲ့ဝင်ငွေတွေကကောင်းနေသေးပဲဆိုလို့ရှိရင်ဒီဘောင်တွေဘာမှမှုမှာမဟုတ်ဘူးဗျာဒီလားနော်ဂလီဇာတို့တုန်းကလို့ပေါ့ကြည့်ရမလားဆိုတော့ကိုသူတို့တွေထိရောက်ထိခိုက်မှုတွေရှိမှာတကယ်တမ်းဖြစ်နိုင်နေဆိုရင်တော့မှသူတို့စီမှာဗာလဲပွဲသွားကြည့်တဲ့ကြည့်ရမလားပရိသတ်တွေကစီဇန်တစ်ကက်ဝယ်ထားတဲ့ကောင်တွေကလုံးဝ short ချပလိုက်ရမှာအမင်းတို့အဲ့ဒါအဲ့ဒါမှပိုင်ရှင်တွေကတိမှာဗျာဒီလားပိုင်ရှင်တွေကသူတို့ဝင်ငွေထိခိုက်မှာသူတို့တိတာနော်အာရှကိုလာကစားမဲ့ယာဒီကုန်ခီးစင်ကနေပြီးတော့ဗောနော်ပေါင်ရှစ်တန်း အောင်ရှစ်တန်းကတော့ဟိုဒီငွေတွေကိုဒစိမ့်တစ်ပိုင်းထိပြန်လဲမျှတောင်းအောင်လုပ်ပေးနိုင်မှာဖြစ်တယ်ဆိုပြီးတော့ Telegraph ကပြောထားတယ်ခုနက Adidas ကပေါ့နော် Champions League ဝင်ခွင့်မရတော့စေတန်းကူတွေကိုကျွန်တော်တန်ရိုက်တယ်တန်ရိုက်တဲ့အခါကျတော့လက်ရှိရာသီကြိုးအစည်းအဝေးကနေပြီးတော့ကျွန်တော်ပေါင်ရှစ်တန်းရတယ်ပေါ့ဒါပါပဲတော့အတင်းကအတိုင်းတာတစ်ခုဒီငွေဘလူးလှည့်ရမလဲပဲကျွန်တော်ကြည့်နေတာကိုနော်ပြီးရင်အကျွေးတွေကလည်းကျွန်တော်ကရှိသေးတာ transfer အကျွေးမှာကျွန်တော်တို့ကခေါ်ထားတဲ့ကစားသမားတွေကနေပြီးတော့အပြည့်မချီရသေးတဲ့တန်းသုံးရတော့ကျွန်တော်ရှိနေသေးတယ် ဒါအပြင်အတင်းရဲ့ပေါ့နော်ကျွန်တော်ပုံမှန်အကျွေးက1900လောက်ကကျွန်တော်ရှိနေသေးတယ်ဟွန်းဘလူးမန်အချင်းကြီးကောင်းမနေဘူးပုံစံနဲ့တော့ဘလူးမြန်အဲအဲ့ဒါကြောင့်ပြောတာပြတယ်နော်ဟိုမနီကကျွန်တော်မရလိုက်တဲ့ဖလားကကျွန်တော်လာမဲ့200ကြီး300ကြီးလောက်ဒီကိုထိခိုက်မှုရှိအဲ့ဒါကိုပြောတာဒီလိုပါလေဖလားလေးပဲဘာညာကျွန်တော်တော့မထင်နဲ့အတင်းရဲ့ဝင်ငွေပိုင်းမှာထိခိုက်သွားပြီဆိုရင်အဲ့ဒီအတင်းဟာအပြောင်းရွှေ့မှာအလုပ်လုပ်ဖို့ခေရင်သွားပြီအပြောင်းရွှေ့မှာအလုပ်လုပ်ဖို့ခေရင်သွားတော့ဒီကစားမားတွေနဲ့ပဲရှစ်ဆက်ရတယ်ဆိုရင်ဒီတိုင်းပဲကျွန်တော်ရှိဘာမှတူတက်လာစရာမရှိဘူး ဒါကြောင့်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါနောက်ထပ်200ဒီ300ဒီ400ဒီလောက်ထိကိုအတင်းကကျွန်တော်တို့တော်တော်ကြီးကိုထိခိုက်မှုကြီးမားသွားပြီးတော့ဘာမှရှိပြီးတော့ကြာကြီးဆက်လို့ရနိုင်မယ်လို့ကျွန်တော်မြင်တော့ဘူးနော်ဘာပေတို့ပြားတယ်ရမဲတို့ခေါ်မယ်အဲ့လိုမှရမယ်အဲ့ဒါတော့ရကြမှရမှာသိတယ်နော်အဲ့ဒါတော့ရကြမှရမှာငါတို့နီးပြဘလူကစားအောင်မှတော့ဘာရောမှရှိအောင်မှာလေနော်အဲဆိုတော့နော်ရိုဒရီဂိုနဲ့ချာကီကိုခရိုင်မဲလို့ထင်လာတယ်ရိုဒရီဂိုလိုကစားမမျိုးကိုကျွန်တော်မရနိုင်ပါဘူး ီလာနော်ရူဒရီဂိုလူမျိုးကျွန်တော်ရီယယ်မက်ထရစ်ကရီယယ်မက်ထရစ်ကစားမဖြစ်တယ်လူငယ်ကစားမဖြစ်တယ်ဆိုလို့ရှိရင်စိတ်ချသူတို့စီမှာလည်းပုံမှန်ပွဲထွက်ခွင့်ရနေတယ်ဆိုမင်းပဲတော့မှမရဘူးဘလို့လာမှာတော့ရီယယ်မက်ထရစ်လိုအသင်းမျိုးကနေအဆင့်ဆက်ကွန်ကားအသင်းကိုဘလို့လာမှာတော့ဟုတ်တယ်မလားဘယ်သူကလာမှာတော့နော် လာတယ်ဆိုလို့ရှိရင်တောင်မှဗျာမင်းအမင်းအသက်30ဖြစ်နေလို့32နှစ်ဖြစ်နေလို့ဒါမှပဲလာလိမ့်မယ်အခုမိုဒရီကြီးထွက်ပြီမင်းခေါ်ရင်ခေါ်လာရရင်ရလိမ့်မယ် ဲ့မှာဟိုကောင်ကမင်းရယ်ကမင်းတို့မင်းအဆင့်ဆက်ကွန်ကတင်လာမဲ့စာမင်းငါငါ sorry သွားမှာပေါ့ဆိုတဲ့ပုံစံဘယ်လိုလုပ်မလဲငါငါခရိုအေးရှားလိဂ်ကိုပြန်ကန်မှာပေါ့ဆိုဘယ်လိုလုပ်မလဲနော်မြားအသင်းမှာငငယ်ရွယ်ရွယ်ကစားမားတွေပုံမှန်ပွဲထွက်ခွင့်လည်းရနေတယ်နော်ဆိုတော့ဘလို့မှလာဖို့မရှိဘူးဘသူမှမနဲ့ရောင်းမှာမဟုတ်ဘူးဆရာသမားကြီးနော်အသင်းမှာအရန်ကိုမှတက်တယ်လို့အမျိုးအမြဲတမ်းထိုင်နေရတယ်ဆိုရင်တော့တမျိုးပေါ့ဗျာသိတယ်မလားနော်အမ်ချာဂီကိုခေါ်လို့ရချာဂီကတော့ကျိုးပန်းရင်တော့ကျတို့ဒါဈေးရတက်နိုင်တာဗောလေ ။ဒါပေမဲ့အသင်းဘက်ကအခုချိန်ထိတောင်မှကျွန်တော်အလုပ်မလုပ်တာမျောလင့်မနေပါနဲ့သိရမလားနော်။အရာအလုံးလည်းပြီးသွားပြီအပြောင်းရွှေ့ပဲလုပ်ဖို့ကျင်တော့တာ။ဘိုင်အန်ချာကီလိုကစားမမျိုးကလည်းတန်း30လောင်းနဲ့တော့ကျွန်တော်ရနိုင်မှာ။ဟုတ်တယ်မလားနော်။ကစားမလာကျင်တာမလာကျင်တာတပိုင်းပါ။ဒါပေမဲ့ကိုကရကျင်တဲ့လူကျူးပန်းမှာ။ဒါပေမဲ့ဘာမှကျွန်တော်တရင်နေကြားမနေရဘူးလေ။ဟာကီနဲ့ပတ်သက်လို့ရှင်ဘာမှတရင်နေကြားမနေရဘူး။ဗီတာဂူခရစ်နဲ့ပတ်သက်လို့ဟိုတရင်းနေထွက်လာဒီတရင်းနေထွက်လိုက်ဟာဒီလက်ကလာပြီးတော့စကားပြောတဲ့ဟိကုညာကနီးစက်နေပြီးတဲ့ဟိဒါတွေပဲကျွန်တော်ကြားနေရတာဘဲချာကီတရင်းမှထူးထူးခြားခြားကြားရတာမျိုးကျွန်တော်ကြည့်ဘူး တော့အသင်းအနေနဲ့နော်အစင်ကမပြေပါဘူးဆိုတော့အဲ့လောက်နေဘာမှကျွန်တော်ညွှန်လို့မရဘူးဒါကြောင့်အသင်းကပေါ့နော်ငွေနည်းနည်းနဲ့ရနိုင်မယ်ဆိုတဲ့သူတွေကိုဒီမှာတို့ကအမှန်ကန်ကျူးပန်းလေးမရှိဘူးတော်တိုင်ပဲပါတယ်တော်တော်တိုင်ပဲပါတယ်နော်ဒန်ယုံကွင်းတဲ့လူကိုတဲ့ယူရိုတန်း30နဲ့ခေါ်တင်နေတင်နေတော့တဲ့ကစားမကောင်းပါပဲဗျာတဲ့အဲကောင်ကားတဲ့နော်โอเคပါဒီကစားမတွေနဲ့ပဲတဲ့3ဘက်ဆက်ဆိုးလို့ရှင်တော့ဗျာလေလာမယ့်ရာသီတန်းစင်းရမှာပဲတဲ့နော်ကျေးဇူးများကြီးတင်ပါတယ် အဲချက်ချင်းသုံးနိုင်တဲ့ကစားမားတွေကိုအတင်းကခေါ်ရမှာဗျာတဲ့မဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ဘောနော်တိုင်ပက်သွားလိမ့်မယ်ကျွန်တော်တို့ထင်တယ်တဲ့เนาะ Okay ပါအဲ Zigzee ရဲ့ Nugget ကိုဘယ်လိုမြင်လဲတဲ့เนาะအဲ Zigzee ကတော့ပုံမှန်ပါပဲကျွန်တော်တို့အားကိုးလို့ရတဲ့ first line နဲ့ player ဖြစ်ကျွန်တော်တို့เนาะရှိလို့မရဘူးဟို Resmat Highland ကိုရောင်းရောင်းပြီးလို့ရှိရင်နောက်ထပ်ဘိုးသွင်းမှုနဲ့ပတ်သက်လို့ရှိရင်ဒီကြပေါ့အားကိုးလို့ရမယ်သိတယ်မလားเนาะကျွန်တော်တို့ဒီကစားမားနှစ်ယောက်လောက်ကိုတိုက်စစ်မှာတိုက်စစ်မှုစစ်စစ်နှစ်ယောက်လောက်ကိုကျွန်တော်ခေါမအတင်းကတော်ကြာမှာ60တို့ပါတို့က ဂိုးသွင်းနဲ့ကစားမမျိုးမဟုတ်ဘူးပြသေးတာဆိုတော့ဂိုးသွင်းနဲ့ကစားမမဟုတ်မှတော့တိုက်စင်မှာဘာအသွားအကူမှာလဲနော်ဖရန်ကိုမန်စတန်တူနိုကိုဝယ်တင်တာဗျာတယ်နော်โอเคပါအဲခြေတိများကြီးပါတယ်ပြတာကူဂရက်စ်ကိုခွဲယူနိုင်သေးလားလဲလာစာမြများပေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလာစာတွေကလည်း short ချဖို့ကြိုးပမ်းနေတယ်အပြောင်းရွှေ့ကြီးမှာလည်းငွေကအများကြီးမတက်နိုင်ဘူးเนาะသူ့ကိုခေါ်ရင်80လောက်ကုန်ပါဆိုတော့အသင်းကနောက်ထပ်အတင်း3လောက်ကတန်း20လောက်ပဲကျွန်တော်ကျင်တော့မယ် Champions League ဝင်ခွင့်ကမရဘူးအသင်းက18ရာသီသိမ်းခဲ့တယ် ကေတာဂိုကရက်ကမင်းဘောင်းမီချွတ်တော့မှပြစ်ပြီးပေးသွားအောင်မင်းဘယ်တော့မှလာမှာမဟုတ်ဘူးဆက်နော်အဲ့လိုမျိုးအတင်းကတော့ဆိုတော့ခြေတိမြားဒီမှာလည်းတော်တော်ဆက်ချင်းရင်ယူကြီးတထောင်နီးပါရှိပါတယ်ဆိုတော့ဒါကတော့မနေ့ကင်းမန်ရထားတဲ့တည်င်းတချို့ပေါ့လေနေကင်းပိုက်မှာတော့အတင်းနဲ့ပတ်သက်တဲ့တည်င်းတချို့ကိုကျွန်တော်ဆက်ပြီးတော့တင်ပေးသွားပါအောင်မယ်ကြည့်ရှုအားပေးတဲ့ညီကိုများလုံးကိုခြေတိမြားဒီမှာလည်းနောက်ဗီဒီယိုဒီမှာကျွန်တော်ဆက်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ